မြန်မာလက်လက်ရေးဦးဆောင်ကြိုးပမ်းခဲ့တဲ့ဆရာတော်အရှင်ဦးဥဒမပြန်လည်တော်မူတဲ့86နှစ်ပြည့်ဝန်ထမ်းချင်းအထိမ်းအမှတ်ပွဲတွေကိုစစ်တွေမျိုးအပါဝင်ရခိုင်ပြည်နယ်မြို့နယ်အနှံ့မှာမနေ့ကကျင်းပခဲ့ပါတယ်။ RFA သတင်းတော်ကိုကျော်သူတင်ပြထားပါတယ်ခင်ဗျာ။မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်နေချက်စန့်ကျင်ရေးလုပ်ငန်းတွေကိုအစဉ်တစိုက်လှုပ်ဆောင်ခဲ့တဲ့ ဆရာတော်အရှင်ဦးဥဒမပြန်လည်တော်မူခဲ့တာ86နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ဆရာတော်အတွက်ဝန်နေချင်းအထိတ်အမှတ်ဖြစ် ဟော်ပြောပွဲတွေလွမ်းသူပန်းငွေချတာတွေကိုရခိုင်ပြည်နယ်အနှံ့မှာဒီနေ့ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်နေချက်စန့်ကျင်ရေးလုပ်ငန်းတွေကိုအစဉ်တစိုက်လှုပ်ဆောင်ခဲ့တဲ့ ဆရာတော်အရှင်ဦးဥဒ္ဓမပြန်လည်တော်မူခဲ့တာ86နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ဆရာတော်အတွက်ဝန်내ချင်းအထိတ်အမှတ်ဖြစ်ဟောပြောပွဲတွေလွမ်းသူပန်းငွေချတာတွေကိုရခိုင်ပြည်နယ်အနှံ့မှာဒီနေ့ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ဆရာတော်ဦးဥဒ္ဓမကဘာသာစကားကိုမျိုးပြောပွဲအဘာစကားကိုမျိုးကိုကျွမ်းကျင်ပြနိုင်တယ်ပြီးတော့သူအသက်ရှင်ရှင်ရှားရှင်စကားလေးနိုင်ငံပေါင်း20ကျော်ကိုသူကလေးလာသွားခဲ့တာလေအဲ့ဒါကြောင့်ကျွန်တော်ကသူ့ကိုလေးစားတယ်ပြီးတော့သူကဘာကောင်မှမကြောက်ဘဲနဲ့ အင်္ဂလိပ်ပြန်ခေရှောက်ကိုတော့မှဂေတာကိုတော့မှသူကဂေတာကိုစီပြီးတော့ပြောခဲ့တာမဲမနိုင်ငံပထမဆုံးလေနောက်သူကိုကျွန်တော်လေးစားစစ်တွေမြို့မှာနိုင်ငံရေးပါတီတွေအရက်ဖက်အဖွဲ့အစည်းတွေနဲ့ရက်ွက်အလိုက်စူပေါင်းပြီးဆရာတော်ရဲ့ကြေးရုပ်တုရှိရာဥဥတ္တမပန်းညံကိုချီတက်ပြီးလွမ်းသူပန်းကွေတွေနဲ့ပူဇော်ကြော့ခဲ့ကြပါတယ်ပန်းညံတွေကဆရာတော်ရဲ့ရုပ်တုကိုလှည့်ပတ်ပြီးဆရာတော်ရဲ့အထုပ်ပတ်တီကို အစိုးရအတန်းစာတွေထဲမှာထည့်သွင်းပြဋ္ဌာန်းပေးဖို့နဲ့ ဒီနေ့စက်တင်ဘာ9ရက်နေ့ကိုရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့အတွက်လူငယ်တချို့ကတောင်းဆိုကြပါတယ်စစ်တွေမျိုးဦးဩဒမပန်းညာနဲ့ကဝမ်းနဲ့အောက်မေ့ပွဲအခမ်းအနားကိုတချို့ကြေးလက်ကဒေသခံတွေပါလာရောက်ပြီးလွမ်းသူပန်းကွေချခဲ့ကြတာရှိသလိုပေါ်နံကျွန်းမျိုးကလူငယ်တစုကလည်းလာရောက်ပြီးလွမ်းသူပန်းကွေတွေချခဲ့ကြတာတွေလည်းရှိခဲ့ပါတယ်ဟိုသူကဒီအာရှမှာသူလိုက်ပြီးတော့ဒီတော်လန်တော်လန်ရင်တရားတွေဟွာခဲ့တယ် ။ဝိုင်းတဲ့ချိန်မှာ तू ကတရားဝိုင်းအဖမ်းခံတယ်။အဖမ်းခံရင်လွတ်လပ်ရင်ပြန်သွားတယ်။ဒါပေမဲ့ तू အသက်ကိုတော့ तू ကဘဏမမထားတဲ့လူတယောက်ကိုအခုချိန်မှာနိုင်ငံခေါင်းဆောင်တွေဖြစ်ပေါ်တော့တော်တော်ရှားတယ်။ तू ရဲ့ဟိုအဲ့လိဟိုမျိုးချစ်စိတ်တက်ရှိတဲ့လူကိုကျွန်တော်အရန်ကိုကျွန်တော်တို့တကယ်ဘယ်လိုလဲဆိုတော့အခုချိန်မှာအဲ့လိုခေါင်းဆောင်ကြီးတွေပေါ်လာရင်ကျွန်တော်အရန်ကိုဝမ်းသာမိမှာကျွန်တော်တို့ကဒီနေ့မှာကြာရောက်တဲ့ဆရာတော်ဦးဥဒမပြန်လွန်တော်မူခဲ့တဲ့86နှစ်မြောက်နေ့မှာကြောက်ဖြူမြို့မှာရှိတဲ့နဒီတောင်ရံပန်းညံကိုလည်းဥဒမပန်းညံအဖြစ် ပြောင်းလဲလိုက်တယ်လို့လည်းသိရပါတယ်ခင်ဗျာ